စပါသင်းဟာယူရိုပါဖလားရယူပေးခဲ့တဲ့နီးပြပိုစတီကိုဂလူးကိုယာရုကနေထုတ်ပယ်ပြီးတဲ့နောက် အသင်းနှိပြတဲ့အဖြစ်ခန့်အပ်နိုင်ခြင်းရှိသူစည်းရင်မှာတောမတ်ဖရန်ကအပြတ်သက်ရေးပန်းစားနေပါဗျ။59နှစ်အရွယ်ပေါ်စတီကိုဂလူးဟာယူရိုပါလိဘိုလိုဝဲမှာမန်ချက်စတာယူနိုက်တက်အသင်းကိုတကူးကူးမရှိနဲ့အနိုင်ရပြီး16နှစ်အတွင်းအသင်းအတွက်ပထမဆုံးဖလားရယူပေးခဲ့ပေမဲ့16ရက်အကြာမှာယာရုကနေထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။သူကသူ့စကားအတိုင်းဒုတိယရာသီမှာစူဖလားရယူလေးရှိတဲ့မှတ်တမ်းကောင်းကိုဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပေမဲ့အသင်းနဲ့လမ်းခွဲခဲ့ရပါတယ်။ စပါတင်ရဲ့ပရီးမီးယားလိစွမ်းဆောင်ရည်ကလည်းယာရုကထုတ်ပယ်ခံရမှုမှာအထူးကြားခဲ့ပါတယ်။ပရီးမီးယားလိ38ပွဲမှာ22ပွဲအရေးနိုင်ပြီးအသင်းရဲ့ပရီးမီးယားလိသမိုင်းမှာအဆိုးရွားဆုံးအဖြစ်အဆင့်18နေရာသာရပ်တည်ခဲ့ပါတယ်။လက်ရှိမှာစပါအသင်းနေပြတဲ့အဖြစ် Brentford အသင်းနေပြဖြစ်တဲ့ Thomas Franz က3-0လေးနဲ့အပြတ်အသတ်ဦးဆောင်နေတာပါ။ဟိုဟန်နီပြမာကိုဆေဗာက၄၄၄ခရစ်စတယ်ပယ်လစ်နီပြဂလက်စနာက၉၄၄ဘာစီလိုနာနီပြဟောင်းရှာဗီက ဆက်နယ်လေးတလေအစ်ဆွစ်နေပြမိကန်နာဘုံမောက်နေပြအီရာအိုလာနဲ့မက်ဒဘရော့အသင်းကထုတ်ပယ်ခံထားရတဲ့စပါကစားသမားဟောင်းမိုက်ကယ်ကာရစ်တို့က16လေးတလေးစီရှိနေပါတယ်။